အလုံးမင်းလောက်ခင်ဗျာ Binance account အပိတ်ခံရတယ်ပေါ့ Binance account အပိတ်ခံရတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုတလောကကျွန်တော်မေးထားတာလေးရှိရဗျာ CEO ကဒီ Binance ကစိတ်ချရလားလို့လုံချီရလောက်တဲ့ exchange တွေဆိုပြီးတော့ပဲကျွန်တော်ပြောခဲ့တာပေါ့နော်ဘယ် exchange မှာစိတ်မချရပါဘူးဆိုပြီးတော့ကျွန်တော်ပြောခဲ့တာမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုတယောက်ကကျွန်တော်ဒါဒီပုံလေးကတော့ကျွန်တော် online မှာတွေ့တာပေါ့နော်အဲအဲ့တယောက်ကတင်ထားခဲ့တာပေါ့နော်သူ့ account ကအပီးအပိတ်ခံလိုက်ရတယ်ပေါ့နော်ဘာကြောင့်အပီးအပိတ်ခံလိုက်ရတယ်လဲဆိုတော့ကျွန်တော်တို့ အဲဒီသူရဲ့ဒီ centralized exchange ပေါ့နော် Binance account ထဲမှာဟာငွေသွင်းငွေထုတ်အရင်များသွားလို့ပေါ့ဗျာပြောမှဆိုလို့ရှိရင်ဟာ deposit လုပ်တဲ့ဟာ withdraw လုပ်တဲ့ဟာငွေသွင်းငွေထုတ်အရင်များသွားတဲ့ခါမှာသူ့ကိုဒီ Binance ကကြတော့အော်ဒီ paycheck ပေးပြီးတော့ account ကိုဟိုကျွန်တော်တို့အပိတ်ခံလိုက်ရတယ်ဗျာအပိတ်ခံလိုက်ရဆိုတော့ Binance ကတော့ account အပိတ်ခံလိုက်ရပြီမြင်ကျွန်တော်တို့ရဲ့အဲသူ့ရဲ့သတ်မှတ်ကာလအတွင်းမှာကျွန်တော်တို့ရဲ့ ဒီအဲဒီ Binance exchange ထဲမှာရှိနေတဲ့ငွေကိုကျွန်တော်တို့ဟိုပြန်ပြီးတော့ထုတ်ထုတ်ထားလို့ရထုတ်ထုတ်ဖို့အတွက်ကိုအချိန်ပေးထားတယ်ပေါ့ဗျာအဲ့ဒီအတွက်မှာကျွန်တော်တို့ကတခြားအကောင့်တစ်ခုကိုကျွန်တော်တို့ပြောင်းပြီးတော့ရွှေ့ပြီးတော့ထုတ်ထားလို့ရတယ်ပေါ့ဗျာအပိုင်းကျွန်တော်တို့ကအာဒီ Binance account နေအပိတ်ခံရတို့ဘာလို့ညာလို့ဆိုတာကအာအကြောင်းရင်းအများစွာရှိတယ်တဲ့အမှအာကျွန်တော်တို့ကဒီဘာပေါ့နော်ကျွန်တော်ရဲ့ deposit လုပ်လိုက်တဲ့ငွေပမာဏတအားကြီးကိုများသွားတာမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲ့လိုမျိုးလေအကောင့်အပိတ်ခံရတဲ့ ယ်နောက်တစ်ခုကကျွန်တော် PTV မှာအရောင်းဝယ်လုပ်တဲ့ခါမှာကိုကသူများ report ပေးတဲ့ခါမှာကိုအပေါက်ကိုရဲ့ဒီ Binance account ကလည်းကျွန်တော်တို့ဟို suspend လုပ်ခံရနိုင်တယ် temporary အရာကြီးအပိတ်ခံရနိုင်တယ်ဒါမျိုးကြီးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် function တွေအပြည့်အဝသုံးလို့မရတာမျိုး PTV သုံး order တွေသုံးလို့မရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြောချင်တာအဲ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်က CEX တွေပေါ့နော် centralized a chain တွေကကျွန်တော်ဘယ် a chain မှာပေါ့နော် binance မှာမဟုတ်ဘူးတခြား big up to buy bit to okay so cool ကလည်းတခြားအကုန်လုံးဘယ် a chain မှာပေါ့ကျွန်တော်တို့ကစိတ်မချပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က cool wallet တွေပဲဖြစ်ဖြစ်အဲကျွန်တော် hardware wallet တွေပဲဖြစ်ဖြစ်အဲ့ထဲမှာပဲအဲကျွန်တော်တို့ဒီ decentralized a chain တွေမှာပဲအဲဒီ centralized wallet တွေထဲမှာပဲကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့ access တွေကိုဟို save ထားတာပို့ပြီးတော့အကောင်းဆုံးပါပဲနောက်တစ်ခုဒီထပ်ပို့ပြီးတော့ကောင်းတာပါလဲဆိုတော့ ျွန်တော်တို့တကယ် physical ကျွန်တော်တို့ရလာတဲ့အကျိုးအမြတ်တွေ invest invest ရပဲဖြစ်ဖြစ် trade ရပဲဖြစ်ဖြစ်ရလာတဲ့အကျိုးအမြတ်တွေကိုကျွန်တော်တို့ exchange နေထဲမှာအာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအလုပ်လုပ်ဖို့အတွက်ပဲထားတဲ့အမောင်းကလွဲလို့ကျန်တဲ့အမောင်းတွေအကုန်လုံးအပြင်မှာတကယ် real estate လို့ HMU ဝယ်ထားတာမျိုးတွေအိမ်မှာနောက်တစ်ခုကကြတော့ကျွန်တော်တို့ ဒီ physical goal တွေဝယ်ထားတာမျိုးတွေပေါ့ဗျာအဲအဲ့ဒါမျိုးတွေကပို့ပြီးတော့ကျွန်တော်တို့အတွက်အဲစိတ်ချရအနိုင်ချီများတယ်ပေါ့ဗျာအဲ့လိုမျိုးအဲ exchange တစ်ခုတည်းမှာယူပဲကျွန်တော်တို့ access ကိုကျွန်တော်တို့ကအကုန်လုံးထည့်ထားလိုက်လို့မရဘူးပေါ့နော်အလုံးလုံးပဲပမာဏကိုကျွန်တော်တို့ exchange ကြီးအကုန်လုံးမှာဖြန့်ပြီးတော့ထားထားတာမျိုးတကယ်ကျွန်တော်တို့ဟိုစုဆောင်းထားရမယ့်ဟာမျိုးကိုကျွန်တော်တို့ hardware wallet တွေမှာထည့်ထားတာမျိုးနောက်တစ်ခါတကယ်အပြင် real estate မှာကျွန်တော်တို့ကငါရင်းနှီးမြှုပ်နှံထားတာမျိုးဟို physical goal တွေကိုကျွန်တော်တို့ဝယ်ထားတာမျိုးတွေ တာအာလုံးတက်ပါလေအဲ့ဒီတော့ကျွန်တော်ဒါ Binance မှာကျွန်တော်အာဒီပုံလေးကတော့သူများပုံပေါ့နော်ကျွန်တော်ခဏယူသုံးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Binance ကအေးစိတ်ချရလားဆိုတဲ့ပုံမှာဒီပုံလေးကိုကျွန်တော်ပြပြီးတော့ Binance Exchange ဘယ် centralized exchange မဆိုစိတ်မချရပါဘူးကိုယ့်ရဲ့ account ထဲမှာပတ်စံအများကြီးရှိလို့ရှိရင်ကိုယ့် account ထဲမှာအများကြီးမထားသင့်ပါဘူးဒါလေးကိုကျွန်တော် knowledge share ပေးမြောက်ပေးတာဖြစ်ပါတယ်